Hello အားလုံးပဲမင်္ဂလာပါအမဒီနေ့ဒီစင်ကူမှာရှိတဲ့ပေါ့နော်အတိုမီဆိုတဲ့ဒီဘိုင်းနောက်ပေးလိုက်တာ app ကလေးအကြောင်းကို sharing လုပ်ပေးသွားမှာပါဒီဒေါ်မီကအမတို့ဒီမလေးရှားမှာရောဖိလစ်ပင်းမှာရောပြီးအင်ဒိုနီးရှားမှာရော ရှိတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးထဲမှာအဲ့အတိုမီကိုသုံးပြီးတော့ online မှာရောဒီသူတို့ရဲ့ site မှာပါပစ္စည်းတွေကိုဘယ်လိုဝယ်လို့ရလဲပေါ့နော်ပြီးလို့ရှိရင်ဒီအတိုမီအကောင့်ဖွင့်မယ်ဆိုရင်ဘာတွေလုပ်မလဲပြီးရင်တကယ်လို့အမတို့နောက်ကျမှပတ်စံပေးခဲ့မယ်ဆိုလို့ရှိရင်နောက်ကျကြည့်ရဘယ်လိုရှိလဲပြီးရင်တယောက်ကို ဘလောက်ပေါ့နော် spending limit ပေါ့32နဲ့ငွေပမာဏကဘလောက်လဲပြီးရင်သူတို့လက်ခံတဲ့ငွေပေးချေမှုစနစ်ပေါ့နော် payment method တွေကဘာတွေလဲဆိုတာကိုအမဒီဗီဒီယိုလေးထဲမှာတရားလေးရှင်းပြပေးသွားပါမယ်အဲနောက်ပြီးတော့အဲ့ဒါတွေအပြင်ကို ဒီ Adobe App သုံးလို့ရှိရင်တီးတီးတီးထိုက်ထားတယ်ပေါ့နော်ပြီးရင်စောင်းဝင်ရှောင်းဝင်လေးတွေလည်းအမဒီဗီဒီယိုလေးမှာတခြားလေးပြောပြပြထားတယ်အမဒီဗီဒီယိုရဲ့ရှေ့ပိုင်းလေးတွေမှာဒီ Adobe ကိုပထမဆုံးသုံးမဲ့လူတွေအတွက်ပေါ့နော်တီးတီးတီးထိုက်ထားလေးတွေစောင်းဝင်ရှောင်းဝင်လေးတွေကိုပြပြပြထားတယ်ဒီလိုလို့ကိုယ်ကအဲ့ဒါလေးတွေကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ App လေးဝယ်တဲ့အပိုင်းကိုကျော်သွားပြီးတော့ပေါ့နော်ကြည့်လို့ရပါတယ်အောက်မှာအောက်မှာဒီ chapter လေးတွေခွဲပြထားတယ်ပေါ့နော် Okay အဲ့ဆိုလို့ရှိရင်မတို့မစခင်အရင်ဆုံးမတို့တီးတီးတီးထိုက်ထားလေးတွေပြီးရင်အမေးများတာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုအမဒီမှာပြပြပေးမယ်အဲ့ဒါလေးတွေကဘာလေးလဲဆိုတော့အမတို့ ို့ဒီအတိုမီအကြောင်းလေးကိုအနည်းငယ်လေးရှင်းပြပေးမယ်ပေါ့နော်ဒီအတိုမီဆိုတာဘာလဲဆိုတော့အမတို့ဘိုင်းနောင်းပေးလေးတာ service ပစ္စည်းတွေကိုအမတို့အရေးကြနဲ့ပေးငွေပေးချေပြီးတော့ဝယ်လို့ရတယ်ပေါ့နော်သူမက plan တွေက3လ6လ9လ12လဆိုပြီးရှိတယ်ဒါပေမဲ့ဒီစင်ကာပူမှာတော့ဒီအမ app ကို download ချပြီးကြည်တာပေါ့နော်3လ6လပဲတွေ့တယ်9လနဲ့12လကတော့မတွေ့သေးဘူးပေါ့နော်ဒီလိုမှတော့3လ plan နဲ့ပစ္စည်းတွေဝယ်မယ်ဆိုလို့ရှိရင်တော့အတိုးလည်းပေးစရာမလိုဘူး ဒီ processing fees လည်းပေးကြမလို့တကယ်လို့မားတို့က6လပလန်နဲ့ဝယ်မယ်ဆိုလို့ရှိရင်တော့ဒီမားတို့ one time processing fees ပေါ့နော်အဲ့ဒါလေးပေးရမယ်အဲ့ဒါကကိုဝယ်တဲ့ငွေပမာဏရဲ့3%ပေါ့နော်ဥပမာကိုကဒေါ်လာ600နဲ့ဝယ်လိုက်တယ်ဆိုရင်ဒေါ်လာ600ရဲ့3%က18ကျပ်ပေါ့နော်အဲ့တော့မားတို့ဒီ processing fees ကိုမားတို့ပထမဆုံးပေးချေတဲ့အချိန်မှာမားတို့က3% 18ကျပ်ကိုပါတစ်ခါတည်းပေးရမယ်ပေါ့နော်နောက်တစ်ခေါက်လေးတော့ processing fees ပေးကြမလို့ဘူးသူကအတိုးပေးကြလည်းမလို့ဘူးပေါ့နော်နောက်ပြီးတော့ spending limit ပေါ့ เนาะကိုဒီမှာဒီ app မှာဘလောက်ထိသုံးလို့ရလဲပေါ့အဲ့ဒါက तू က debit card ဆိုလို့ရှိရင်เนาะတဲ့စင်ကာပူဒေါ်လာ1000ထိသုံးလို့ရပြီးတော့ credit card တွေကတော့3000ထိသုံးလို့ရတယ်လို့ပြောထားတယ်ပေါ့เนาะအမအခုဒီ application ကို download ချပြီးတော့အမ spending limit ရှာတဲ့ချိန်မှာတော့ application မှာရေးထားတာမတွေ့ဘူးအဲ့ဒါ तू website ကနေမှာသွားပြီးတော့ကြည်လာတာပေါ့เนาะအဲ့ဒါလေးကိုဖတ်ချင်တဲ့လူတွေအတွက်လည်းအမဒီ description box မှာပေါ့เนาะသူ့ရဲ့ link လေးတွေပေးထားမယ်အမသွားပြီးတော့ဖတ်လို့ရပါတယ် โอเคအမားတို့နောက်တစ်ခုကတော့ဒီ late payment ပေါ့ကိုကတကယ်လို့ဒီ payment ပေးဖို့အတွက်ကိုနောက်ကျနေလို့ရှိရင်ဘယ်လောက်ပေးရမလဲပေါ့အဲ့တော့ကိုကဒီစင်ကာပူဒေါ်လာ1000အောက်ဆိုလို့ရှိရင်တော့ တခါနောက်ကြလို့ရှိရင်စင်ကာပူဒေါ်လာ15ကျပ်ပေါ့နော်တကယ်လို့ကိုကတစ်ထောင်ထက်ဆိုလို့ရှိရင်တော့တခါနောက်ကြရင်စင်ကာပူဒေါ်လာ30ပေးရပါမယ်အဲ့ဒါကကိုပေးဖို့ဒေါ်လာနောက်ကြလို့ရှိရင်တခါပေးရမှာဖြစ်ပါတယ်အဲ့တော့ကိုကပေးဖို့နှစ်လနောက်ကြလို့ရှိရင်နှစ်ခါပေါ့နော်အဲ့တခါပေးရတဲ့အချိန်မှာပထမတရားပဲဆက်ကမယ်ဆိုရင်နောက်ကြကြီး15ကျပ်ထပ်ပေးရမယ်ဆိုတော့135ကျပ်ကျသွားမှာဖြစ်ပါတယ် ပြီးတော့ဒီအတော်မီမှာရတဲ့ payment method တွေကကြတော့အမတို့ credit card debit card ရတယ်အဲ့ဒါ visa တို့ master တို့ american express တို့ပေါ့နော်ပြီးလို့ရှိရင်အမတို့ apple pay ရတယ် နောက်ပြီးတော့အမတို့ပေးနှောင်းရတယ်။ပေးနှောင်းရတယ်ဆိုပေမဲ့အမအမတို့ပထမဆုံးပစ္စည်းဝယ်မယ့်အခါကြလို့ရှိရင်တော့အမတို့ပေးနှောင်းနဲ့ပေးလို့မရဘူး။အမတို့ကတ်တစ်ခုခုချိန်ထားမှရမယ်။ခုနပြောသလိုပေါ့နော် debit card credit card တစ်ခုခုချိန်ထားမှရမယ်။ဒါပေမဲ့နောက်လာအရေးကြတွေပေးတဲ့အချိန်မှာတော့အမတို့ဒီပေးနှောင်းကနေတဆင်ပေးလို့ရတယ်။အဲဒီတော့ပေးနှောင်းမှာအစ်တစ်ချက်လေးတော့ရှိရပေါ့နော်။ तू ကပေးမဲ့မတတ်မှာပေးနှောင်းရရလို့ရေးထားပေမဲ့ပထမဆုံးအချိန်တော့အမတို့ပေးလို့မရဘူး။ तू ကကတ်ကိုထည့်ဦးထည့်မှရမယ်ပေါ့နော်။ပြီးတော့ဒီ Atomy service ကလေးကိုအမတို့ဘာမှသုံးလို့ရလဲပေါ့နော်။အဲ့ဒါကအမတို့ ူတို့အတော်မီလက်ခံတဲ့ story ပေါ့နော် online story ရော physical story ရောမှာပါအမတို့အသုံးပြုလို့ရတယ်ပြီးရင်ဒီအတော်မီလက်ခံတဲ့ site တွေလည်းတော်တော်များပါတယ်တကယ်လို့ကိုကဒီကိုလိုချင်တဲ့ပစ္စည်းအရပေါ့နော်ဒီအတော်မီရာလက်ခံလားမလက်ခံလားသိချင်လို့ရှင်တော့တို့ရဲ့ application လေးမှာတို့ရဲ့ဒီ store name ပေါ့နော်အဲ့ဒါလေးကိုရှာကြည့်ရိုက်ပြီးတော့ရှာကြည့်လိုက်ပါတကယ်လို့တွေ့ရဆိုလို့ရှင်တော့လက်ခံပါတယ်နောက်တစ်ခုကတော့အမှဒါ option နဲ့နေနဲ့ပြောပြထားတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကိုကဂျန်တဲ့လစာတွေကိုအကုန်တစ်ခါတည်းပ က်သက်ပေးလိုက်ချင်တော့တယ်3 4လဆောင်ပြီးတော့ပြေးမှမပေးချင်တော့ဘူးပေါ့နော်အဲ့လိုဆိုလို့ရှိရင်လည်းရပါတယ်အဲ့ဒါကအမတို့ဒီသူတို့ဒီပစ္စည်းဝယ်တဲ့နေရာစားပြီးတော့3ရက်4ရက်ဘယ်လောက်နေမှာအမတို့ဂျန်နာရီအကုန်လုံးကိုပေးချင်တယ်ဆိုရင်တခါတည်းပေးလို့ရပါတယ် မဟုတ်ဒီ Adobe Service ကလေးကိုသုံးပြီးတော့ဈေးဝယ်မယ်ဆိုလို့ရှိရင်တော့တတိထားကြတခုတော့ရှိပါတယ်။အဲ့ဒါကတော့ကိုကဒီအရေးကြပေးချေငွေပေးချေတဲ့စနစ်နဲ့ဝယ်တယ်ဆိုတဲ့အတွက်ကိုကိုပုစက်ချစ်ချင်းပေးကြမလို့ပေါ့နော်။အဲ့ကြလို့ရှိရင်ကိုကလိုတာထက်အများကြီးဝယ်မိနိုင်ပါတယ်။အဲ့တော့အားလေးကိုတတိထားစေချင်ပါတယ်။အမဆိုလို့ရှိရင်လည်းအရန် shopping ပေါ့နော်ဝယ်ရတာဝါသနာမပါဘူး။ဒါပေမဲ့ Adobe လေးနဲ့ဝယ်ကြည့်လိုက်တဲ့အချိန်မှာအဲကိုပုစံကလည်းအလောက်ကြီးမကုန်သွားတော့ပေါ့နော်။နောက်ခါလေးလည်းတဖြည်းဖြည်းနဲ့ဝယ်ချင်လာတဲ့စိတ်ပေါက်လာတယ်ပေါ့နော်။အဲ့ဒီကောင်ကလည်းဆွဲတယ်။ဒါကြောင့်မလို့ ီ Adobe App လေးကိုသုံးတဲ့အချိန်မှာတခြားလေးတည်တည်ထားပြီးတော့မဆွဲအောင်သုံးပါတော့ပြီးတော့ပေါ့နော်ဒီလိုမျိုး service တွေကအချိန်နဲ့အမျှပြောင်းလဲနေတဲ့အတွက်ကိုအမဒီဗီဒီယိုကြည့်တဲ့အချိန်မှာအမကူပြောတယ်ပေါ့နော် spending limit တို့ပြီးလို့ရှိရင် processing fees တို့ ပြီးတော့ပေးမမတ်တက်တော့ပါဘောเนาะအပြောင်းလဲလေးရှိနိုင်တယ်အဲ့တော့ကိုဒီဗီဒီယိုကြည့်တဲ့အပုံအချိန်ပုံမူတည်ပြီးတော့ဘောเนาะအပြောင်းလဲလေးရှိနိုင်တဲ့အတွက်ကိုသူတို့ရဲ့ website မှာဒါမှမဟုတ် internet မှာရှာပြီးတော့လဲကြည့်နိုင်ပါတယ်ခွေးအဲ့ဒါဆိုလို့ရှိရင်တော့ဒါလေးတွေကအမေအများဆုံးနဲ့ဒီတိတိတိထထားလေးတွေပေါ့เนาะအခုအမတို့ဒီသူ့ရဲ့အတော်မီအကောင့်ဖွင့်မယ်ပြီးလို့ရှိရင် အားလေးနဲ့ဈေးဝယ်တာကိုပြပေးပါမယ်။ Okay အားဆိုလို့ရှင်အမတို့ဒါလေးကိုမစခင်ပထမအဦးဆုံးအရေးကြီးတဲ့အချက်ကလေးကိုပြောချင်ပါတယ်။အဲ့ဒါကတော့ဒီ application ကိုသုံးမဲ့လူကအသက်16နှစ်ပြည့်ပြီဖြစ်ခါမယ်။ single mom နေထိုင်တဲ့လူသူမဟုတ်လို့လို့တူလူဖြစ်ခါမယ်။ပြီးရင်သူတို့ရဲ့ local ဖုန်းနံပါတ်ရှိရမယ်။ NIRC ဖုန်းနံပါတ်ရှိရမယ်။ verification အတွက်ပေါ့နော်။အဲ့ဒါတွေရှိမှရပါမယ်။အရင်ဆုံးအမတို့အတော်မီကောင်းဖွင့်မယ်။ ကောင့်ဖွင့်ဖို့အတွက်ကိုသူကအမတို့ app ကို download ချလိုက်လို့ရှိရင်အရင်ဆုံးပေါ့နော်ဒီစင်ကာပူဖုန်းနံပါတ်နဲ့ login ဝင်ရတယ်။ login ဝင်ပြီးရင်သူက OTP တောင်းတယ်။ဒီ OTP ကိုလက်ခံတဲ့နေရာမှာလဲကိုကြိုက်တဲ့ဟာနဲ့လက်ခံလို့ရတယ်ပေါ့နော်ဒီမှာ website တို့ SMS တို့ဘာလို့ရှိတယ်အစီအပြာနဲ့ OTP ယူလို့ရပါတယ်ပြီးရင်တော့ face ID ဆက်တက်လို့မလားမေးတယ်ပေါ့နော် အားပြီးလို့ရှိရင်မတို့ကဒီသူ့ရဲ့ passcode လေးကိုဆက်ပေးရတာပေါ့နော်6လုံး passcode ကိုအစင်ပြေတဲ့ကိုကြိုက်တဲ့ passcode ကိုထားလိုက်မယ်အခုဒီမှာတော့မတို့ passcode ထည့်ရမယ် error ပြနေတယ်ပေါ့နော်အဲ့ဒါကိုလည်းအမတို့အဝါရောင်ခလုတ်လေးခေါ်တဲ့ကိုနှိပ်ပြီးတော့ပဲကြော်ဝါလိုက်လို့ရပါတယ်အားဆိုလို့ရှိရင်တော့မတို့ကအကောင့်လေးစောက်ပြီးပြီပေါ့နော်အခုဒီအကောင့်စောက်ပြီးတဲ့ချိန်မှာမတို့ချက်ချင်းပစ္စည်းဝယ်လို့မရသေးဘူးပစ္စည်းဝယ်ဖို့အတွက်ဆိုလို့ရှိရင်အမတို့ payment method ပေါ့နော်အိတ်ကက်ကလေးတွေကိုလင့်ချိတ်ကြမယ်အဲ့ဒီတော့အဲ့ဒါလေးရင်သွားလုပ်ပါမယ်အဲ့ဒါလုပ်ပြီးမှမတို့ဝယ်လို့ရမယ်ပေါ့နော် အမတို့ပေးမဲ့မတက်ထဲဖို့ဆိုလို့ရှိရင်ဟိုအောက်ဆုံးကဟုံးရဲ့ဘေးရဲ့မီရဲ့ဆိုပြီးတော့ခလုတ်လေး၃ခုရှိတယ်ပေါ့နော်အမမီကိုနှိပ်လိုက်မယ် ပြီးရင်ဒီမှာပေးမတ်မတက်ဆိုတဲ့ဟာလေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာကိုအစဉ်ပြေးတဲ့ပေးမတ်မတက်ကလေးကိုရွေးပြီးတော့ပေးမတ်ထည့်မယ်ပေါ့နော်သူတို့ပေးမတ်က credit card တို့ debit card တို့ရတယ်ပေါ့နော် master visa american express တို့ပါတော့ရတယ်ပြီးရင်ပေးနှောင်းလည်းရတယ် apple pay လည်းရတယ်ဒါပေမဲ့ပေးနှောင်းနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ဒီပထမဦးဆုံးပေးမတ်ကိုတော့မတော်ကပေးနှောင်းနဲ့ပေးလို့မရဘူးနောက်လာတွေပေးမတ်ကိုတော့ပေးနှောင်းနဲ့ပေးလို့ရတယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးပေးမတ်ကိုတော့မတော် ကတ်ချိန်ထားဖို့လိုတယ်။ Okay အဲဆိုလို့ရှိရင်မတော်ကကတ်ရွေးလိုက်မယ်။ကတ်ရွေးပြီးလို့ရှိရင်သူ့ရဲ့ information လေးဖြည့်လိုက်မယ်ပေါ့နော်။ information ဖြည့်ပြီးတော့မတို့ save and continue နှိပ်လိုက်တဲ့အချိန်မှာမတို့ simple ဒါမှမဟုတ်မတို့ရဲ့ ID ကတ်နေပေါ့နော်အဲ့ဒါ verification လုပ်ခိုင်းတယ်ဒါကမတို့ပထမဦးဆုံးအခုမှအကောင့်ဆောက်ပြီးတော့ပထမဦးဆုံးဝယ်တာမို့လို့သူက verification လုပ်ခိုင်းတာပေါ့နော်နောက်တစ်ခါကျရင်တော့လို့လုပ်ပေးကြမလို့တော့မတို့ simple app နဲ့ပဲပေါ့နော်တခါတည်းဝင်လိုက်တယ်အမှသူဆက်ဆက်ဖြစ်သွားတယ်ပေါ့နော်အဲ့ကြတော့ကတ်လည်းတခါတည်းချိန်ပြီးသားဖြစ်သွားတယ် okay အဲ့ဆိုလို့ရှိရင်တော့မတို့စပြီးတော့ဝယ်လို့ရပါပြီမတို့ပစ္စည်းလေးတွေဝယ်ဖို့အတွက်ဆိုလို့ရှိရင်သူ့ရဲ့ Atomy app ထဲမှာရှိတဲ့ store လေးကနေပြီးတော့လေ ဝယ်လို့ရသလိုတခါတလေ သူ့ app မှာမရှိရဲဒီ website တို့ store store တို့မှာလည်းအတော်မီလက်ခံလို့ရှိရင်ဝယ်လို့ရပါတယ်ဒါဆိုရင်တော့မမတို့ကဒီသူ့ရဲ့အတော်မီ app မှာရှိတဲ့ store လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင် app မှာ shop online ဆိုတဲ့ဟိုအောက်ဆုံးမှာပေါ့နော် cloud over လေးနဲ့ရှိရဲအားလေးကိုနှိပ်မယ်အားလေးနှိပ်လို့ရှိရင်သူကကြတော့သူ့ရဲ့ website ကိုသွားတာပေါ့နော်အမအမတို့ကြိုက်တဲ့ပစ္စည်းလေးကိုအမတို့က add to cart လုပ်မယ် အတူကလောက်ပြီးလို့ရှင်မတို့ check out လုပ်မယ်အဲ့တော့မတို့ဒီ page ကိုရောက်လာတယ်ပေါ့နော်ဒီ page ကမတို့ဒါချဆန်ကိတ်က page ဆိုတော့သူကမတို့ကို account ရှိလားဒါမှမဟုတ် account ဆောင်မလားပေါ့နော်ဒါမှမဟုတ်တခါလေးပဲ gas အနေနဲ့ check out လုပ်မလားလို့မေးတယ်ပေါ့နော်လက်ရှိတော့မှ gas အနေနဲ့ပဲ check out လုပ်လိုက်မယ်ဘာမှ account တွေပါဆောက်ချင်မလို့ပေါ့နော်အဲ့ဆိုမတို့ဒီ page ကိုရောက်လာမယ်ဒီ page မှာကျတော့သူက delivery အတွက်ပေါ့နော်အဲမေးထားတယ်အမအမတို့လိမ့်စာလေးတွေထည့်ပေးမယ်ဖုန်းနံပါတ်လေးတွေထည့်ပေးမယ်ပေါ့ပြီးလို့ရှိရင်ဒီ continue payment ဆိုတဲ့ခလုတ်ကလေးကိုနှိပ်မယ် အဲ့ဒါဆိုလို့ရှိရင်ဒီ page ကိုရောက်လာမယ်ဒီ page မှာကအမားတို့ရဲ့ delivery ခုနထည့်ထား delivery address ကိုသူကပြန်ပြရတယ်။ကိုရဲ့ data မှန်လားမှန်လားစစ်ဖို့နော်။အဲ့ဒါပြီးလို့ရှိရင်တော့အမားတို့ payment ကိုဘယ်ဟာနဲ့ပေးမလဲဆိုတာရွေးမယ်။အခုကတော့အမားတို့ဒီမှာ atomic ရှိတဲ့အတွက် atomic ရွေးမယ်။ပြီးရင်ဟိုးအောင်ဆုံးမှာ place order ဆိုတဲ့ cloud place ရှိရဲအဲ့ဒါလေးအဲ့ဒါလေးကိုနှိပ်မယ်။ကဲအဲ့ဒါဆိုလို့ရှိရင်သူက app မှာဒီလိုပုံစံလေးပြရတယ်ပေါ့နော်။ဒီမှာအမားတို့က3ခါ3လပေးလို့ရတယ်6လပေးလို့ရတယ်။အမားက login 3လပေးတာကိုရွေးထားတယ်။အိပ်ပင်နာကအများလေးကိုနှိပ်ပြီးတော့လေကိုဘ ယ်ရဲ့ဘယ်လာတွေမှာပေးရမယ်ဆိုတာကိုလည်းဒီဒီတွေ့ရတယ်ပေါ့နော်ပြီးတော့ရှင်အောင်မပေးမဲ့မတ်တပ်ကပေါ့နော်ကိုခုခုနကထည့်ခဲ့တဲ့ကတ်ကလေးပေါ့ဒါကမဟုတ်လဲကိုကတခြားဟာနဲ့ပေးခြင်းနဲ့ဆိုလဲအမချင်းဆိုတဲ့ဟာနဲ့နှိပ်ပြီးတော့ပေးလို့ရတယ်ပြီး conference ဆိုတဲ့ဒီအဝါရောင်ကလပ်ကလေးကိုနှိလဲလို့ရှင်အမတို့ဒီ page ကိုရောက်လာမယ်ပေါ့ဒါဆိုရင်တော့အမတို့အခုပစ္စည်းဝယ်တာဆန်ဆက်ဖြစ်သွားပြီပေါ့နော်အခုဘေးတွေကိုလည်းပေးရမယ့်ဟာတွေကိုလည်းပေါ့နော်ဒီအောက်ကဘီဒီဘေးဆိုတဲ့နေရာလေးမှာသွားပြီးတော့ဒီဒီသွားကြည့်လို့ရတယ်အဲမှာကိုဘယ်လောက်ပေးရမယ်ဘယ်လားပေးရမယ်ဘယ်တစ်ခါပေးရမယ်ဆိုတာကိုတွေးရ တယ်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ဒါက Atomy app ကနေဝင်တာပေါ့နော်။နောက်တစ်ခုကကြတော့အမတို့ဒီရှင်းရနေပြီးတော့ ဝယ်မယ်ပေါ့ရှယ်ယာနေဝယ်မယ်ဆိုလို့ရှိရင်အမတို့သူ့ရဲ့ app ကလေးရှယ်ယာကလေးဝင်ဝင်ပြီးလို့ရှိရင်ခူလို့ခြင်းတဲ့ဖြစ်စီထက်ထည့်ပြီးလို့ရှိရင်အချက်ကောက်လို့ချက်ကောက်လို့တဲ့အချိန်မှာအမတို့ payment method ကို automio ရွေးရွေးပြီးလို့ရှိရင်အမတို့အခုလိုမျိုးပေါ်လာလိမ့်မယ် QR code ကလေးရဲ့ဘေးနံပါတ်ဖုန်းနံပါတ်နဲ့ဝင်မလားဆိုတဲ့ဟာလေးရဲ့အမတို့ဒီ QR code ကလေးနဲ့ဝင်လိုက်မယ်အဲ့ဒါလေးကိုဖုန်းနဲ့ scan ဖတ်မယ်ပေါ့နော်တကယ်လို့ကိုကဒီ automio app ရှိတဲ့ဖုန်းတစ်လုံးနဲ့မှပဲလုပ်နေတယ်ဆိုလို့ရှိရင်တော့ဘေးနားကဒီဖုန်းနဲ့ဝင်လို့ရတဲ့ဟာလေးကိုရွေးပေါ့နော်အဲ့ကြရင်သူကတခါတည်းအတက ိုဖုန်းထဲမှာရှိတဲ့ Atomy app ကိုဖွင့်ပြီးတော့ဝင်သွားလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းသူက OTP လေးတောင်းလိမ့်မယ်ပေါ့နော်အဲ့ကြိုင်သူပြောတဲ့အတိုင်းလုပ်ပေးလိုက်ရပါပြီအခုဒီ website တွေမှာဝယ်တဲ့ဟာကလည်းခုနကမတို့ share မှာဝယ်ရတဲ့အတူတူပဲ application နဲ့ website တွေသွားရတယ်ပဲကွာတာပေါ့နော်အဲ့တော့ကိုဝယ်ခြင်းတဲ့ brand ရဲ့ website ကိုသွားသွားပြီးလို့ရှိရင် Atomy ရလားမရလားကြည့်တကယ်လို့ Atomy ရတယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ပစ္စည်းတွေကိုအဲကတ်ထည့်ထည့်ပေါ့နော်ပြီးလို့ရှိရင် ချက်ကောက်လို့ချက်ကောက်လို့တဲ့နေရာမှာပေးမဲ့မှတ်တမ်းမှာမတို့ကဒီအတော်မီလေးကိုရွေးလိုက်ရွေးပြီးလို့ရှိရင်အမမအိတ်ချလို့ရှိရင်မတို့ကဒီ QR code နဲ့ဖုန်းနံပါတ်နဲ့ပေါ်လာလိမ့်မယ်အိတ်ချလို့ရှိရင်ကိုအဆင်ပြေတဲ့ဟာလေးကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ကျတော့အမတို့အတော်မီ app လေးမှာ confirm ပေါ့ payment confirm လေးပေါ်လာလိမ့်မယ်အမကိုက6လပေးမလား3လပေးမလားရွေးလိုက်ဒါဆိုလို့ရှိရင်ပြီးရင်ကိုပြီးရင်ကိုက confirm နှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်တော့မတို့အတော်မီလေးသုံးပြီးတော့ PC ဝယ်လို့ရပြီပေါ့နော် နောက်တစ်ခုကကြတော့အမတို့ဆိုင်နေမှာသွားဝဲတာဆိုင်နေမှာသွားဝဲတာဆိုတော့ခုနအမပြောသလိုပဲအိဆိုင်ရအတော်မီရလားမရလားသိချင်လို့ရှိရင်အမတို့အတော်မီ app လေးကိုဖွင့်ပြီးတော့အိဆိုင်နာမည်လေးရိုက်ချလိုက်တကယ်လို့တွေ့ရဆိုလို့ရှိရင်တော့အမတို့ဝယ်လို့ရတယ်အဲဒါပေမဲ့တခါတကြလို့ရှိရင်ဆိုင်နေရအတော်မီရတယ်ဒါပေမဲ့သူတို့ application မှာမထည့်ထားလဲရှိတယ်ပေါ့နော်အဲကြလို့ရှိရင်ကိုကဆိုင်ထဲဝင်သွားလိုက်ဝင်သွားပြီးလို့ရှိရင်သူတို့ကက်ရှာကိုကြည့်လိုက်ဒါမှမဟုတ်လဲဈေးကဲပေါ့နော်သူမေးလို့ရတယ်အတော်မီနဲ့လက်ခံလာပေါ့နော်ပုံမှန်တော်တော်များတော့သူတို့ကက်ရှာမှာအဲ့လိုမျိုး table stand လေးတွေထောင်ထားတာများတယ်အတော်မီ logo လေးနဲ့ကြိုအားကုတ်ပါတဲ့ဟာလေးပေါ့နော်အဲကြလို့ရှိရင်ကိုကခုနလိုပဲလိုချင်တာကိုယူလိုက်ယူပြီးလို့ရှိရင်တကအတုံမီနဲ့ပြင်မယ်လို့ပြောလိုက်ပြောပြီးလို့ရှိရင်ကြတော့သူကကြိုအားကုတ်ပေါ့နော်အဲ့ဒီပဲစတန်းမှာထောင်းထားတဲ့ကြိုအားကုတ်လေးမအားလို့ပေးလိုက်မယ်အဲ့ဒါကိုအမတို့ကအတုံမီ app လေးဖွင့်ပြီးတော့ကြိုအားကုတ်လေးဖတ်ပေါ့နော်ဖတ်ပြီးလို့ရှိရင်ကြတော့အမတို့အတုံမီ app ထဲမှာငွေအမောက်ပေါ့ကိုဝယ်တဲ့ငွေအမောက်ရိုက်ထည့်ဖို့ခါလေးပေါ်လာလိမ့်မယ်အဲ့ကြလို့ရှိရင်ငွေအမောက်လေးရိုက်ထည့်လိုက်ထည့်ပြီးတော့ကိုက3လပြီးမှလား6လပြီးမှလားရွေးပြီးတော့ payment ကို confirm လုပ်လိုက်လို့ရှိရင်တော့အမတို့ဝယ်လို့ရပါပြီ โอเคအားဆိုလို့ရှိရင်တော့အမတော်တော်ဆုံးသွားပြီလို့ထင်ပါတယ်တကယ်လို့အမဒီဗီဒီယိုထဲမှာပြောတဲ့ဟာလေးမှာပေါ့เนาะမရှင်းတာရှိခဲ့လို့ရှိရင်ကြံခဲ့တာရှိခဲ့လို့ရှိရင်လည်းအောက်က comment မှာမေးခဲ့ပြီးလို့ရပါတယ်တကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့အထောက်အပံ့ပေးလို့ထင်လို့ရှိရင်တော့ like and subscribe လုပ်ပေးခဲ့ပါဦးเนาะအားလုံးပဲအဆုံးထိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်အားလုံးပဲ bye bye